ဒီမဲ့လေးကလည်းမေးဖြောက်လိုက်တယ်ငါးနဲ့6နှစ်လောက်တော့ရှိပြီပေါ့နော်အဲ့တုန်းက laser နဲ့ဖြောက်တာပါ6ကျင်လောက်ဖြတ်လိုက်ရတယ်။သူလုံးဝပြောက်သွားပြီလို့ထင်တဲ့ချိန်မှာအခုပြန်ထွက်လာပါပြီ။နမ်မနည်းနည်းလေးဟုတ်တယ်။အဲဒီတစ်ခေါက်တော့ပြန်မဖြတ်တော့ပါဘူး။သူမှမတော်ကျင်တာနော်ခေါ်ထားလိုက်တော့မယ်။ ောင်ချောချွန်းစတူဒီယိုမှာဒီဇိုင်နယ်သိန်းစုံဝင်းရဲ့မိမဆောင် wedding campaign ကိုရိုက်နေတာပါ။မိကိုမိတ်အပ်ပေးမိထားတာ April 2ဒါဂျူလီရီကတော့ she shine setting ကကိုရဲမန်တက်ဖို့ဆရာတော့ပုံစံထွန်း။ဒီနေ့ကိုသိန်းစုံရဲ့ wedding campaign ကမိမဆောင်ပြီးနေပေါ့နော်။ Migris ကတော့ຫນွေကစားပြုပါဝင်တာပေါ့နော်။ဘာမှုကြရလဲဆိုတော့ တီတီငင်ငင်ငင်ချမ်းမိကိုကိုကိုယုံကြည်မှုရှိတဲ့မိမတယောက်ဘူးပေါ့နော်ဟုတ်မိကိုဟာလေတပ်ပုံထဲမှာအလားဆုံးဖြစ်အောင် team ရပန့်ဖို့ပေးထားတာဆိုတော့တပ်ပုံရိုက်တိုင်းမိရန်ကျေစုတင်တယ်ခုလိုပါဝင်ခွင့်ရတာမိရန်ကုန်ယူတယ်မေကိုသိန်းဆောင်ဝင်တဲ့စခင်ကလေးကဒီ wedding dress ရိုက်ဖို့တော့ဘောနော်ကိုသိန်းရမီကိုလာဆက်သွဲတယ် အဲ့တော့မရိုက်ဖြစ်ဘူး၄နှစ်လောက်ကြာသွားမှအခုမှရိုက်ဖြစ်တယ်အဲအကြောင်းဒီနေ့ကပို့ပြီးတော့အမတရားလေးဖြစ်တယ်ရှင်အဒီမဲ့လေးကလည်းမေရှောက်လိုက်တယ်လွန်ခဲ့တဲ့မေသမသိတော့မရလဲနှစ်တည်းပြောရင်အများကြီးမားတယ်၅နှစ်၆နှစ်လောက်တော့ရှိပြီပေါ့နော်အဲ့တော့က laser နဲ့ဖျောက်တာပါ၆ကျင်းလောက်ဖျက်လဲရတယ်အဲသူလုံးဝပျောက်သွားပြီလို့ထင်တဲ့အချိန်မှာအခုပြန်ထွက်လာပါပြီနမ်းမ နည်းနည်းလေးဟုတ်တယ်အဲဒီတစ်ခေါက်တော့ပြန်မဖြတ်တော့ပါဘူးသူမှမသွားကျင်တာเนาะခေါ်ထားလိုက်တော့မယ်အဲ့နေရာလေးကို placement လေးကိုသဘောကျရတယ်ဒါပေမဲ့မိငငယ်တော့ဟာမဲ့လေးကအခု size ပဲအသက်ကြီးလာလေပိုကြီးလာတော့အဲမိလက်စိတ်ပူလို့ဖြတ်လိုက်တာပေါ့เนาะအဲ့တော့ biopsy တွေလည်းလုပ်လိုက်တယ်အဲသူက dangerous တော့မဖြစ်ဘူးဒါပေမဲ့အရှင်နေတော့ဆရာကလည်းဖြတ်ချင်ဖြတ်လိုက်ဆိုပြီးဖြတ်လိုက်တာပါ ိမဲ့哦မြငငယ်တော့ကတော့အရန်ကြိုက်တာဒါပေမဲ့သူကြီးလာတော့ဗာမိတိတ်မကြိုက်ဖြစ်တော့အရန်ဖြတ်ချင်တာဒါပေမဲ့မဖြတ်ရဲခဲ့ဘူးဟိုမဲ့ရမိ16 19တော့ကယူရီးယားမှာကြော်ညာရိုက်တော့က client ကပြောတယ်ဖြတ်လိုက်ပါလားတဲ့မျက်နှာလေးပူရှင်းသွားမယ်တဲ့အဲ့တော့မဖြတ်ရဲခဲ့ဘူးမဲ့လည်းကြီးလာတော့ မမီကအကြံပေးရဖြတ်လိုက်လေတဲ့။အရင်ဖြတ်ချင်ရင်ဖြတ်လိုက်တယ်။မီတို့လည်းမတားအောင်ဆိုပြီးသွားဖြတ်လိုက်တာပေါ့နော်။အင်းငငယ်တော့ပုံလေးကိုပြင်ကြည့်နော်။ကိုမြင့်လေးကိုသတိရပါတယ်။အခုတော့ခေါ်ထားလိုက်တော့မယ်။အခုတော့ခေါ်ထားလိုက်တော့မယ်။သူသူမသွားချင်ဘူးဆိုတော့ခေါ်ထားရမှာပေါ့။ဒီရပိုင်တော့ဒါလဲချောက်တာလေးနေနော်။အဲနင်းလေးကို TikTok မှာလေးအတူလေးနေတင်တာလေးလေးတွေ့တော့လေ။ဒီကိုမင်းမသဆက်နေရလေးလေး။ဒီတော့အဲ့ဒီမင်းမသဆက်မလာလို့ ဟုတ်လားစူးစမ်းနေရမင်းမသားဆန်မှုအတွက်လမ်းလျှောက်ကျင့်နေရပေါ့ဟုတ်တယ်လမ်းလျှောက်ကျင့်နေအမ်မာမီကမိကိုမင်းမသားဆန်စီရှင်တယ်မင်းကနည်းနည်းယောက်ျားကြီးနဲ့နည်းနည်းတူရယ် a little bit ပေါ့နော်အမိုင်းလေးအမ်မော်ဒယ်ဆောက်လောက်တာလဲအဲ့အကြောင်းပဲမိလမ်းလျှောက်တာမလှလို့မိမိကဆရာကျောင်းလေးတင်တန်းမှာလမ်းလျှောက်လောက်အောင်တင်တန်းပို့ခဲ့တာအမ်အဲ့ဒါ me a lifelong struggle လေးပေါ့เนาะတဖြည်းဖြည်းတော့အဆင်ပြေလာပြီလို့ Migris ထင်ပါတယ်အဲအဲ content တွေအားလုံး Migris အမေကရိုက်ပေးတာပါမမေကလည်းမြန်မာနိုင်ငံတပ်ပုံသင် batch 34တပုံစီကကိုနိုင်နိုင်ထွန်းနဲ့ batch 2ပေါ့နော်ဆိုတော့မမီးကတပုံဝါသနာပါတယ်မမီးရိုက်ပြီးတော့တပုံတွေကလည်းလှတယ် မမကြီးကယမ်းဝါသနာပါတာဓာတ်ပုံရိုက်မယ်ဆိုရင်မိကိုပဲမဟုတ်အားလုံးကိုရိုက်ချင်တာအားလုံးကိုလှစီချင်တယ်တခါစီမိတော်စိတ်မရှိဘူးမမကြီးက angle တွေဆိုလည်းမျိုးစုံအောက်ကရိုက်လိုက်ပေါ်ကရိုက်လိုက်နီးကရိုက်လိုက်ဝေးကရိုက်လိုက်မင်းကရိုက်မခံချင်တော့ဒါကငငယ်လေးကလေးကမမကြီးကဓာတ်ပုံတန်းတန်းစင်ပြီးတော့ဒယ်ဒီကလည်းကင်မရာတွေဆူရာဝါသနာပါတော့မိတို့ဓာတ်ပုံတွေအများကြီးအများကြီးရိုက်ခဲ့ဘူးတယ် ပြင်ဦးမှန်သွားရင်လည်းပန်းနေကြတယ်မှာရိုက်လိုက်အဲအိမ်မှာဆိုလဲခြံထဲမှာဟိုပတ်ဒီပတ်လို့ရိုက်နေရပဲအဲ့ကလေးကပဲဓာတ်ပုံရိုက်တာတိတ်မရိုက်ခံချင်ဘူးအဲဒါပေမဲ့ဒီလို့စလုပ်တဲ့ချိန်မှာဓာတ်ပုံရိုက်တဲ့ချိန်မှာတော်တော်ပျော်လာရဲ့ရှင်ဟုတ်เอ้มัมมี่อ่ะวิดีโอดิตับปုံนี่ย้ายไปเนี่ยเอดิทลงอ่ะเอดิทลงได้เฉยมาเนี่ยไม่จริงเนาะสรุปกูติ๋มพี่กูเลยเปลี่ยนไม่จริงเนาะ comment နေတော့ဖတ်တယ်ပြီးရင်မျိုး reply လုပ်တယ်ဒါပေမဲ့အဲ့ဒါပြီးတော့မျိုးပြန်မကြည့်တော့ဘူးတိလည်းမကြည့်ချင်တော့တင်မဲတင်လိုက်တယ်မေ့လိုက်တော့တယ်အခုမျိုးရိုက်ထားတဲ့ကိုသိန်းစော်ဝင်းရဲ့ wedding campaign ကမျိုးပါဝင်တဲ့ဖွဲ့ရအောင်စူးစမ်းထားပါတယ် Facebook တီလည်းကြိုက်မယ်လို့မျိုးချင်ပါတယ်အားပေးပါအောင်လို့ပြောချင်ပါတယ်ရှင့်ကျေးဇူးပါ thank you